မတိသူကြော်သွားတိသူဖော်စာကြောက်ကပ်ပျက်စီးနေတဲ့သူတွေအတွက်ဟိုးတလောကမန္တလေးကမိတ်ဆွေတယောက်ကပြောပါတယ်မြမပြီမှာကြောက်ကပ်ပျက်စီးကြတဲ့သူတွေတနေ့ထက်တနေ့ပိုပိုများလာပါတယ်တဲ့မန္တလေးတမြို့ထဲမှာတင် ကြောက်ကပ်ပျက်စီးသူတွေအများကြီးပါပဲတဲ့တချို့ဆိုရင်ကြောက်ကပ်က30ရာခိုင်နှုန်းလောက်ပဲအလုပ်လုပ်တော့တဲ့အတွက်မကြာခဏကြောက်ကပ်ဆင်းနေရလို့ပတ်စံရန်ကုန်ပါတယ်တဲ့ ဒါကြောင့်တဘာဝနီးနဲ့ကြောက်ကပ်ပြန်လဲကောင်းမွန်လာစေနိုင်တဲ့နီလန့်ကိုအများပြည်သူအကျိုးအတွက်ရှာကြံပြီးဝေမျှပေးပါလို့တောင်းဆိုလာပါတယ်။တိုက်တိုက်ဆိုင်ဆိုင်မှာပဲကျွန်တော်မျိုးသမီးနဲ့ပတ်သက်ပြီးတရုတ်ဆရာဝန်မကြီးတယောက်နဲ့အဆက်အသွယ်ရခဲ့ပါတယ်။သူဟာတရုတ်ပြည်မှာနာမည်ကြီးစည်ရင်းဝင်ဆရာဝန်မကြီးတယောက်ပါ။တရုတ်ဆရာဝန်တွေကအနောက်တိုင်းစီးပညာကိုတရုတ်ရိုးရာတိုင်းရင်စီးပညာနဲ့ပေါင်းဆက်ပြီးတရုတ်ဘာသာစကားနဲ့သင်ကြားခဲ့ရတဲ့အတွက်ဗတ်စုံနှက်ဆက်အောင်တည်ကြသူတွေဖြစ်ပါတယ်။ မျက်နှာကြည့်လိုက်ရင်တော့၎င်းလက်ကောက်ဝတ်ကိုဆမ်းလိုက်ရင်တော့၎င်းဘာဖြစ်နေလဲဆိုတာကိုဓက်ကနဲ့ပြောနိုင်ပါတယ်တရုတ်ဆရာဝန်မကြီးကိုကြောက်ကက်ပျက်စီးမှုအကြောင်းကိုမေးမြန်းလိုက်ပါတယ် ကြောက်ကက်ပျက်စီးနေကြရတာဟာကိုတွင်းအစိတ်တွေမျိုးစုံကြောင့်ဖြစ်ရတာဖြစ်ကြောင်းဓာတုပေဒဆေးတွေကိုရေရှည်သုံးဆွဲသူတွေကြောက်ကက်ပျက်စီးကြောင်းတဘာဝမဟုတ်တဲ့ဆေးတွေကိုတတိထားဖို့လိုကြောင်းအဆိုးဆုံးကတော့ခဲဖြိုးတွေကိုပလတ်စတစ်ဖြင့်ပြုလုပ်ထားရင်အရန်ကိုဥပက်ဖြစ်တဲ့ကြောင်းဖြစ်ဆွက်ဆေးတွေကိုလည်းတဘာဝမဟုတ်ရင်မသုံးသင့်ကြောင်းဖြစ်ဆွက်ဆေးဆိုတိုင်းလည်းမိမိရဲ့ဇီဝကမဖြစ်စင်တဲ့တဟာစတဲ့ဖြစ်ချင်မှဖြစ်တဲ့ကြောင်းလူတိုင်းနဲ့တည်းမှမဟုတ်ကြောင်းစသည်ဖြင့်အများကြီးပြောသွားပါတယ်ဒီတော့ ကြောက်ကပ်ပျက်စီးတဲ့သူတွေတဘာဝအတိုင်းပြန်ကောင်းရအောင်ဘယ်လိုလုပ်ရမလဲဆရာမကြီးလိုမေးလိုက်ပါတယ်။ကြောက်ကပ်ပြန်ကောင်းမှုအတွက်တရုတ်တွေအားထားဆုံးကတော့ချိန်စင်ပဲဖြစ်ပါတယ်တဲ့။ချိုင်းနေရှင်မှာပါတဲ့အင်ဇိုင်းတွေကကြောက်ကပ်ကိုပြန်လည်တိဆောက်ပေးနိုင်ကြောင်းများများစားစရာမလိုပဲတနေ့ကိုတစ်လက်မလောက်စားပေးတာနဲ့ကြောက်ကပ်ကတဖြည်းဖြည်းပြန်ကောင်းလာနိုင်ကြောင်းကြောက်ကပ်ပျက်စီးနေသူတွေရောကြောက်ကပ်ကိုကာကွယ်ထားလိုသူတွေရောစားတင်ကြောင်းဆရာမကြီးကပြောပြပါဗျာ။ ျွန်တော်တို့မြန်မာပြည်မှာမရှိဘူးဆရာမကြီးလို့ဆိုတော့တကဘာလုံးမှာရှိပါတယ်တဲ့ကြောက်ကပ်ပျက်စီးနေသူတွေဟာရှောင်းတင်တာတွေကိုရှောင်ပြီး Chinese-ian ကိုပုံမှန်စားသွားစေချင်ပါတယ်တဲ့အဲ့ဒီလို့ဆိုတော့ Chinese-ian ဆိုတာဘာလဲဆိုတာကိုလိုက်ရှာရတော့တာပေါ့ဗျာ Google တွေတထူးတွေမှာအသေးအံလိုက်ရှာရပါတော့တယ်တွေ့ပါပြီတွေ့ဘူးနေတဲ့အတော်ကိုရင်းနှီးနေတယ်လို့ပဲ memory ပြန်ခေါ်ပြီးစဉ်းစားကန်းဝင်လိုက်တော့ငငယ်ကကြိုက်ထီးရိုးတက်တုံးကမြင်ဘူးခဲ့တာကိုအမှတ်ရတယ် အခုနောက်ပိုင်းမှာခေစားတဲ့အကင်ဆိုင်တွေမှာရောင်းလာကိုတတိထားမိတယ်။တရုတ်ဟော့ပေါ်ဆိုင်တွေမှာလည်းတွေ့မိတယ်။ marketplace city mart တွေမှာလည်းရောင်းလာကိုမျက်လုံးထဲဝင်လာတယ်။ဒါကြောင့်အနည်းဆုံး city mart ကိုပြေးပြီးသွားရှာတော့တွေ့ပြီးဝင်လာပါတယ်။ shyness yan ကို တွေ့ရခဲ့ပြီးအလွန်ကောင်းတယ်ဆိုတာကိုလည်းတရုတ်ဆရာဝန်မကြီးကျေးဇူးကြောင့်သိခဲ့ရပါပြီ။သို့တော့မြန်မာပြည်သူလူထုသိဖို့အတွက်ကမြန်မာအမည်ဖြစ်မှရမှာလေ။ဒါကြောင့်နီးမျိုးစုံနဲ့လိုက်ဆောင်ဆန်းရတော့တာပေါ့။ မြမအမိကတော့ကတက်ဥပါတဲ့ရခိုင်တွေကတော့တင်းဖို့ဥလို့ခေါ်ကြပါတယ်တင်းတက်ဥလို့လည်းခေါ်တယ်လို့သိရပါတယ်အချို့ဒေသတွေမှာတော့မြောက်ဥလို့လည်းခေါ်ပါတယ်တဲ့တောကမိတ်ဆွေတွေကိုမေးကြည့်တော့တိုးတော်မှာပေါ်လွန်းလို့กว่าတဲ့တိန်ဥလို့ပဲဟင်းချိုလုတော့ကြတယ်အာလူးလို့လည်းကြော်စားကြတယ်တရုတ်လူမျိုးတွေကတော့ဝက်နံယိုးနဲ့ဆွပြုတ်လုတော့ကြကြောင်သိရပါတယ်နည်းနည်းပြုတ်လိုက်တာနဲ့စားလို့ရပါပြီအဲ့လောက်နဲ့ကျွန်တော်ကမကျေနပ်သေးဘူးဗျ အင်တာနက်ကနေပါအသေးစိတ်ထက်လေ့လာပါရတယ်။အဲ့ဒီမှာဘာသွားတွေ့လဲဆိုတော့ရှိန်းနေစီယံဟာကြောက်ကတ်တစ်ခုလဲတာမကအစုပ်အစာအိမ်တရရွတ်တို့ကိုလည်းပြန်ကောင်းစေနိုင်ကြောင်းခံကန်နာနာဖော်ပြထားပါရတယ်။အဲ့ဒီကလီစာလေးခုအပြင်အခြားသောကလီစာတွေကိုလည်းသူ့မှာပါတဲ့အင်ဇိုင်းတွေဟော်မုန်းတွေနဲ့ပံ့ပိုးတမှုပြုပေးပါသေးတယ်။ရှိန်းနေစီယံကဒက်ဦးကတပင်လုံးတမိုးရှိတာဖြစ်ပြီးအောက်ပါအကျိုးကျေးဇူးများကိုရရှိမှာဖြစ်ကြောင်းတည်တည်ချာချာပြောထားပါရတယ်။ ်တည်း energy ကိုမြင့်တင်ပေးခြင်းနှစ်ပင်ပန်းနွမ်းနယ်မှုကိုပျောက်စေခြင်း၃ယဉ်ကျက်ပန်းနာကိုတက်တာစေခြင်း၄ချောင်းချောက်ဆိုးခြင်းကိုပျောက်စေခြင်း၅တန်ကောင်တုတ်ကောင်များကိုဖယ်ရှားပေးခြင်း၆ကိုလေးချိန်လျှော့ချပေးခြင်း၇ဝန်းတွဲအပူပုံများကိုဖယ်ရှားပေးခြင်း၈စီးကောင်းစေခြင်း၉အယိုးပွားမှုကို ကာကွယ်ခြင်း၁၀တိုင်းရိုက်ဟုမုံရီချင်းညှိပေးခြင်း ဆက်တဲ့တွေးရင်းတကြားတတ်ကိုညှိပေးခြင်းဆက်နဲ့တီးချေအောင်ရမ်းမှုမဖြစ်အောင်ကာကွယ်ခြင်းဆက်သုံးဦးကျမ်းမာရေးကိုစောင့်ရှောက်ခြင်းဆက်လေးအတွင်းကြေမှုများကိုပြန်ကောင်းစေခြင်းဆက်ငါကင်စာဆဲများကိုတတ်ပေးခြင်းဆက်ခြောက်စိတ်ခံစားမှုမငြိမ်သက်မှုများကို ကောင်းစေခြင်းဆက်ခုနှစ်အစာကျေစေခြင်းဆက်ရှိနာတာရှိဝမ်းလျောမှုကိုပျောက်စေခြင်းဆက်ကို ွေးဆုံးကင်ခြင်းကိုတတ်တာစီခြင်း20အတရိုက်တကူတတ်တာစီခြင်း21ဇီဝကမဖြစ်စဉ်ကိုထိမ့်ပေးခြင်း22ဘိုက်ကျက်သားလိုက်တဲ့ခြင်းကိုကာကွယ်ခြင်း23တတူးအစ်စ်များမွေးပေးခြင်း24အစ်စ်အမျက်နာခြင်းကိုက်ခဲမှုကိုတတ်တာစီခြင်း25ကိုလက်ဆတော်ရည်ခြင်းကိုညှိပေးခြင်း26အင်တီအောက်ဆီဒင့်ကြွယ်ဝခြင်း နှစ်ဆက်ခုနှစ်အရွယ်ရီကမွေကင်းအစိတ်ကိုပင်ဖြည့်ပေးနိုင်ခြင်းစသည်ဖြင့်ကောင်းကျိုးများစွာရရှိနိုင်ကြောင်းဖော်ပြထားတာကိုတွေ့ရပါတယ်။တရုတ်လူမျိုးတွေကမကောင်းရင်ဘယ်တော့မှမတုံးဘူး။ကောင်းလို့လို့သာတံမိုးထားတာဖြစ်တယ်။သူတို့ဘာကြောင့်အသက်တအားရှည်ကြရတာလဲဆိုတဲ့မိဘရဲ့အဖြေဟာရှိရှိကလေးကသူတို့ရဲ့ရိုးရာနီးလန်းတွေကိုတံမိုးထားပြီးဆက်လက်ကျင့်သုံးနေကြလို့ပဲဖြစ်ပါတယ်။ ျွန်တော်တို့မြမမြေအောက်မှာလည်းကာတက်ဥတွေအများကြီးရှိနေပေမဲ့မတိသူကြော်သွားတိသူဖော်စားအဆင့်မှာပဲရှိနေပါတယ်။မြမတွေလည်းဒါကိုအတူယူသင့်ပါတယ်။မြမတွေဖော်စားကြဖို့တယောက်နဲ့တယောက်လက်တို့ပေးကြဖို့ကောင်းပါတယ်။ sharing လုပ်ပေးခြင်းဖြင့်ကုသိုလ်ယူကြပါ။ကျွန်တော်ကိုအလင်းပြပေးတဲ့တရုတ်ဆရာဝန်မကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။မြမပြည်သူများကျမ်းမာဒုက္ခနဲ့ပြည့်စုံကြပါစေ။မူရင်းရေးသားသူကိုလေးစားစွာ credit ပေးပါတယ်။ အသက်ရှိကျန်းမာကြပါစေ။